ကဲဒီတစ်ခါမှာတော့အိမ်မှာလည်းအဆင်သင့်ရှိနေတဲ့ကင်မချီရှိတာနဲ့ကင်မချီစတူးလေးလှုပ်ရှားဖြစ်ပါတယ်။ဒီဟင်းချက်ဗီဒီယိုအစအဆုံးကိုတော့ DJI Osmo Pocket 3လေးနဲ့ရိုက်ထားပါတယ်။ review မင်းနေတဲ့ချစ်တဲ့ငယ်ချင်းတွေဒီဗီဒီယိုလေးကိုအစအဆုံးကြည့်ပြီးတော့သုံးဖြတ်လို့ရပါတယ်။ဆက်လက်ပြီးကြည့်ရှုပေးပါဦး။ကင်မချီစတူးလုပ်ဖို့အရင်ဆုံးချက်တော်ခွန်သွား။ပပလေးတွေလီးတာ။ချက်တော်မိတ်အဖြူပိုင်းကိုလည်းစီတပ်ဖို့နုံနုံစင်းတာ။ ြိုးပြီးစားမဲ့အစိမ့်ဘက်ကိုလည်းနုံနုံဆင်းတာအမိုးလည်းအမြက်ဘက်ကိုလှီးပြီးရှင်းတာပဲပြောက်တော့ဘူးနဲ့လာတဲ့တူဘူးပြော်လေးတုံးလာပါတယ်အတုံးလေးတွေလှီးထားပြီးတော့ဘူးထဲပြန်ထည့်တာကင်ချီစတူးချက်ဖို့ဝတ်သားတုံးလာပါတယ်ပပလေးတွေလှီးထား ဒီနေရာမှာဝက်သားမစားဘူးဆိုရင်ကြက်သားကိုစားတိုးပြီးသုံးလို့ရပါတယ်။စားချက်ဖို့အိုးပူပေးထားတဲ့ကိုဝက်သားတွေထည့်စီမထည့်ပဲနဲ့ဝက်သားတွေကစီရထွက်လာတဲ့အထိကြော်ပေးလိုက်။ဘေးမှာတော့ PC မလေးကပစုံနေတန်ရှင်းလုပ်ပေးနေပါတယ်။ကြော်နေတဲ့ဝက်သားတွေကစီရထွက်လာပြီဆိုလို့ရှိရင်တော့ချက်တုံပြူလေးထည့်ပြီးစီတက်မယ်။ ချက်ကမြူအနံလေးတွေမှွေးလာပြီဆိုရင်ကိုချူချန်လို့ခေါ်တဲ့ကိုရီးယားချီလီပေးစ်ကိုတစုံလောက်ထည့်အနံပုံမွေးသွားအောင်ကျွတ်တော်မယ့်အဖြူပိုင်းလေးပါထည့်ပြီးစီသက်ပြီးရင်တော့လှိထားတဲ့ကျွတ်တော်ထည့်ပြီးရင်ကင်ချီထည့်ဒီကင်ချီကလည်း homemade ကင်ချီဖြစ်ပါတယ်အရင်တစ်ခါကလုတ်ပြပေးမှုပါတယ်သိချင်တဲ့ဆိုရင်တော့ဒီဗီဒီယိုရဲ့အောက်ကကွန်မန့်မှာ post လေးတင်ပေးထားပါမယ်ပြီးရင်တော့ရေမြုပ်အောင်ထည့် နှမ်းစီမွေကြကြပြစ်စမလေးရှင်းပြရတဲ့ပစွန်လေးထက်အဖုံးအုပ်ပြီးစူလာရတီတဲထားပေးလိုက်ဟင်းရိုးစူပြီးဆိုရင်တော့ခုနကထဲ့ဖို့မေ့ခဲ့တဲ့ပဲငံပြားကြီးထက်အရသာအပေါငံအတော်ပဲဆိုရင်အသီးရွက်တွေထည့်မယ်အမုံရေးဆွေးပြီးတန့်စင်ထားတဲ့ထိုင်ဝမ်မုံညင်းပဲပင်ပေါ့ပဲပြား ကျစ်ဥလေးပါဖောက်တဲ့ကျစ်တော်မဲကလေးတွေပုံပြီးရင်တော့အဖုံးအုပ်ပြီးစူလာအထိတည်ထားပေးလိုက်ရင်ရပါပြီဟင်းရဲ့ဦးစူလာပြီဆိုရင်တော့အနံလေးမှွေးနေတဲ့ kimchi stew ဟင်းဦးလေးကအစင်သင့်ဖြစ်ပါပြီဒီဟင်းရဲ့ကိုခောက်ဆွဲနေပဲဖြစ်ဖြစ်ထမင်းနေပဲဖြစ်ဖြစ်မိမိစက်နေတဲ့အနေနဲ့တွဲဖက်ပြီးစားလို့ရပါတယ်ချစ်တဲ့ငယ်ချင်းတို့စားပါဦးကိုရီးယားရေညီလေးနဲ့ထမင်းလေးကိုဆွဲမယ်ပြီးတော့ဟင်းရည်လေးတောက်အိုးအရန်ကိုမိုက်တယ် ကိုရီးယားတွေပို့ဆန်သွားအောင်လို့ဆိုဂျူလေးလည်းချဆိုဂျူကတော့ကို့အရာတာမဟုတ်ပါဘူးအစားတလိုင်းဆိုတော့ဟင်းအိုးပဲပြောင်းဆွဲလိုက်တော့မယ်ကြောက်တဲ့စားတယ်ဆိုပြီးဟင်းအိုးပြောင်းသွားတယ်လို့မထင်လိုက်ပါနဲ့နော်နောက်မှကျိုးကင်သူတွေရှိပါတယ်ကဲခုတော့စားပြီးပြီဆိုတော့ထုံးစံတိုင်းဆေးကြောရေသုံးဝင့်နဲ့အုပ်